မင်္ဂလာပါဒီနေ့ပြန်လည်မျှဝေပေးချင်တာကအိမ်မအလွဲတကူပြုလုပ်လို့ရတဲ့တမာပူပြည်စီပြုလုပ်နေအကြောင်းလေးပဲဖြစ်ပါတယ်တမာပူသက်စီပူပြည်စီရဲ့ထိရောက်ကောင်းမွန်မှုကကျွန်တော်မပြောလဲစိုက်ပျိုးရေးဝန်ထမ်းရှင်ကျွန်တော်မိတ်ဆွေတွေတည်ပြီးသားဖြစ်မှာပါ အချို့မိတ်ဆွေတွေမသိသေးတဲ့ကာကွယ်ငင်ငင်းနိုင်တဲ့ပိုးတွေနဲ့ရှင်တွဲပြီးပုံမမှတ်မိနိုင်အောင်နောက်တစ်ခေါက်လောက်ထပ်ပြီးတော့လေ့လာကြည့်ကြအောင်ပါဗျာတမာပင်မှာရှိနေတဲ့အာနိသင်တွေကပြလေဖြုတ်ညိုဖြုတ်ဆဲရင်မြူရွက်စားဖို့ငမြောင်းတောင်းတွေကိုကာကွယ်နိုင်တဲ့အပြင် မြစ်ဖုနေမတုတ်ကိုလည်းကာကွယ်နိုင်တယ်လို့ဆိုပါတယ်တမာပုဒ္ဒစီကအခြားဓာတ်ရုပ်စီးတွေလို့ ပိုးတွေကိုချက်ချင်းမသိစေပါဘူး။တမာပိုးသက်စီပုံမှန်ဖြန့်ပြခြင်းအပြင်ဖြတ်ပိုးတွေရဲ့အစာစားဉာဏ်တွေကိုယောနေစေတာမိမတာဖြစ်စေတာနဲ့သူ့အနှံ့ကြောင့်စိုက်ခင်းစီမလာနိုင်အောင်ပြုတ်လို့ပေးတာပဲဖြစ်ပါတယ်။တမာကိုတဘာဝပိုးသက်စီဖြစ် အသုံးပြုမယ်ဆိုရင် နီလန်နှမျိုးရှိပါတယ်။တမာစီကိုအသုံးပြုခြင်းနဲ့ တမာရွတ်တမာစီကိုအိမ်မှာလွယ်တကူပြုလုပ်အသုံးပြုခြင်းပဲဖြစ်ပါတယ်ဒီဗီဒီယိုကလစ်မှာအိမ်မှာလွယ်တကူပြုလုပ်နည်းပဲပြောပြမှာဆိုတော့တမာရွတ်ကိုပဲအသုံးပြုထားပါတယ်ပြုလုပ်နည်းကလည်းအရန်လွယ်ကူပါတယ်တမာရွတ်တမာစီလက်စုပ်ကြိုကြိုလောက်ကို ရေတကာလန်နဲ့နှစ်ပတ်လောက်စိန်ထားယူပါပဲ တမာသီးလေးတွေကိုတော့အနှဲငယ်ကွဲသွားအောင်လက်ရိုက်တုံးနဲ့ထုတ်ပြီးထည့်ရင်ဟိုကောင်းပါတယ်။နံပါတ်ပြည့်ရင်အကြီးစစ်ပြီးစီးဖြတ်တဲ့ကအပြင်မှာဆွေးမြေးသွားအောင်ပကံစည်းစပြာစီအနှဲငယ်ဒါမှမဟုတ် ရှားကောင်းနံပါတ်ကြီးအနှဲငယ်ထည့်သွင်းပြီးအသုံးပြုနိုင်ပါတယ်။အချိန်နံပါတ်မဆောင်ကျင်ရင်တော့တမာရွက်တီတဲ့ရေတလီတာထက်မိဖို့ပေါ်မှာတနားရီလောက်ပြုတ်ထားလိုက်ပါ။ ပြီးရင်တော့ပကံစည်းဆက်ပြာစီအနှဲငယ်ထက်ရေလေးစာရောဆက်ပြီးအပင်ကိုပပြန်းနိုင်ပါတယ်တမာပူကြီးစီကအချားပုသက်စီလိုဓာတ်ရဲမသိပဲဖြတ်ပိုးတွေရဲ့အစာစားခြင်းတွေကိုယောနေစီလာကြောင်းပိုးမကြခင်ကြူတင်ပြီးရက်ချားဖြန့်ပတ်ပေးနေပါတယ်ဒီထက်အာနိသင်ကောင်းခြင်းရင်တော့တမာပဲစိန်တဲ့အခါဒါမှမဟုတ်ပြုတ်တဲ့အခါငြုတ်သီးမဲ့ဆဲတော့စက်တန်ပြူသုံးတဲ့ဂျင်းလက်တက်တစ်လောက်ကိုထောင်းပြီး ထည့်သွင်းသုံးပြနိုင်ပါတယ်မြေဥတီကတော့ဆက်လေးကောင်းနေပါပဲတမာပြဖက်တွေကိုတော့မြေဈေးပုံနဲ့ထည့်သွင်းပြီးမြေဈေးပြုတ်လို့ပြီးအသုံးပြုပေးခြင်းဒါမှမဟုတ်အပင်ဆိုင်ရာမှာမြေကန်အနေနဲ့ထည့်သွင်းပေးခြင်းအပြင်အပင်တွေကိုဒုက္ခပေးတဲ့မြစ်ဖြူနီမတုတ်ကိုကာဝယ်နိုင်ပါတယ် ဒီနေ့ရောက်တော့ပါပဲနောက်နေ့တွေမှာလည်းစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေရှားပွေစုဆောင်မျှဝေပေးဖို့မှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးပါဦးဒီနံစိုက်တောင်းလာစိတ်သမျှဒီနံထွက်တိုးပြီးပတ်သမျှဒီနံဈေးကောင်းရကြပါစေဗျာကျေးဇူးတင်ပါတယ်